ညီတော်အာနန္ဒမထေရသူမြတ်ကဘုရားရှင်ကိုရောမြတ်ကိုလျှောက်ပါတယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတရှင်မြတ်ချမ်းသာတော်မူခြင်းကျမ်းမာတော်မူခြင်းကိုယခုတပည့်တော်တွေ့မြင်ရပါပြီဘုရားရှင်မြားလေမကြမ်းမမှဖြစ်နေတော့တပည့်တော်ရဲ့ခန္ဓာကိုယ်ဟာလည်းပဲတောက်တင်ပြီးတော့အရှိအနောက် တောင်မြောက်တွေလည်းမမှတ်မိတော့ဘူးဘုရားတတိပဒံတရားတွေလည်းတပည့်တော်အားထုတ်လို့မရတော့ဘူးဖြစ်နေတယ် အရှင်ဘုရားယဟန်တန်ဃာတော်တွေကိုတခုခုမိန်တော်မူပြီးမှပရိနိဗ္ဗာန်စံမှာပဲယခုပါမှမမာသေးတဲ့အတွက်ကြောင့်မို့လို့ပရိနိဗ္ဗာန်စံမှာမဟုတ်သေးဘူးလို့တပည့်တော်ဒီလိုတွေးပြီးတော့ဖြေနေရပါတယ်မြတ်စွာဘုရားတဲ့အာနန္ဒာကရှောက်နေတာမြတ်စွာဘုရားယောဂဝိနာပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာညီတော်အာနန္ဒာကတကယ်တနာဖို့ကောင်းတယ် ယောဂဖြစ်နေတော့တပည့်တော်တရားလည်းမှတ်လို့မရဘူးတဲ့ရှင်မယားကိုကြည်ပြီးတော့ဘယ်ဟာရှိဘယ်ဟာနောက်ဘယ်ဟာတောင်းဘယ်ဟာမြောက်ဆိုတာလည်းပဲတပည့်တော်မမှတ်မိတော့ဘူးဖြစ်နေပုံကနောက်ကိုယ့်အကိုပြန်ဖြေတယ်တဲ့။အိုးဒီယောဂဝေဒနာနဲ့မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံမှာမဟုတ်သေးပါဘူး။ပြိဋိနိဗ္ဗာန်စံမယ်ဆိုရင်လည်းပဲသင်္ခါတော်တွေကိုတခုခုမှာကြာပြီးမှပြိဋိနိဗ္ဗာန်စံမှာပေါ့ ယခုမြတ်စွာဘုရားရှင်ကိုရောမြတ်တန်ဃာတွေကိုမမှားကြသေးဘူးဆိုရင်ပြိဋိဘမဆန်သေးဘူးလို့တပည့်တော်အဲ့ဒီလိုပဲကိုကိုကိုရှင်းနေပါတယ်မြတ်စွာဘုရားအဲ့ဒီလိုအာနန္ဒမထေသူမြတ်ဘုရားရှင်ကိုရောမြတ်ကိုရှောက်တော်မှာဘုရားရှင်ကိုရောမြတ်ကခြေသားအာနန္ဒယဟန်တန်ဃာတွေဟာငါဘုရားထံကပါကို မျောလင့်နေကြသလဲ ရဟန္တာငါတွေကငါဖရာထံကဘာတွေကိုမျှော်လင့်နေကြသလဲငါဖရာဟာအတွင်းအပြင်ခြံမထားပဲနဲ့တရားအလုံးကိုဟောခဲ့ပြီးပြီဆရာသာခြံတယ်လို့ဆိုတာငါဖရာမှမရှိဘူးပရိနိဗ္ဗာန်စံဃာနီးမှာမာတယ်ဆိုတာဒီတန်ဃာတွေကိုသိမ့်ပိုက်ထားလို့ ငါကိုယ်သာအာကိုလို့နေကြပါလို့ဒီလို ပြောဆိုထားတာမျိုးဆိုရင်တော့ငါဖရာမှားစရာတွေထားခဲ့မှာပေါ့ကွာဖရာမိန်တော်မူတဲ့စကားကိုဘုန်းကြီးတို့ပြည့်တာပြန်ပြီးတော့နားထောင်ပါရှင်သာအာနန္ဒာငါဖရာရှင်ကိုယ်တော်မြတ်ဟာတရားအလုံးကို ဆရာစားမချမ်းမဲနဲ့ဟောခဲ့ပြီးပြီတစ်ချက် ယဟန်သာကအလုံးကိုငါပိုင်နေငါတန်ငါလို့အဲ့ဒီလိုသိမ့်ပိုက်ထားတာငါဘုရားထံမှာမရှိဘူးတဲ့ငါကို အာကိုပြီးနေကြပါလို့အဲ့ဒီလိုလဲငါပြောဆိုထားတာမရှိဘူးတဲ့၃ချက်ဘယ်နှချက်လဲဘိဒါအေးအဲ့ဒီ၃ချက်ကိုဘုရားရှင်ကိုရောမြတ်ကအနန္တမထေသူမြတ်ကိုမိန်တော်မူတယ်ငါဘုရားရှင်ကိုရောမြတ်ကတန်ဃာတော်ကိုလဲအပိုင်မသိမ့်ထားဘူး ငါကိုအာကိုပြီးနေကြပါလို့လည်းငါမပြောဘူးဒါကြောင့်မလို့မှားထားတရားမရှိဘူးငါဘုရားတတ်တော်80ရှိပြီတတ်တော်ဘယ်လောက်ရှိပြီတဲ့တတ်တော်80ရှိပြီခြေသားအာနန္ဒာအဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ပြေးသားရေဘုရားတတ်တော်80ဆိုရင်အာနန္ဒာလည်းတတ်တော်80ပဲဘုရားတတ်တော်80ဆိုအာနန္ဒာလည်းတတ်တော်ဘယ်လောက် ဘာဖြစ်လို့တုံးဆိုတော့မြတ်စွာဘုရားနဲ့အာနန္ဒာတဏီတဲ့ဖွာတာဖွာပဲတော့ခொနဲ့ဦးထဲမှာအာနန္ဒာပါတယ်ပါသလားမပါဘူးလားတဏီတဲ့တစ်ချိန်နဲ့ဖွာတာဒါမြင်မြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဘုန်းကြီးတို့ပြေသားရေဗာနေသားလဲတောက်ကြသားဗာနေသားလဲအာနန္ဒာလဲဗာနေသားလဲယသောတရားယောကာလုဒာယီယော အေးတောက်ကြသမီးတောက်ကြသားတွေဒီပဲရတော်တရားလည်းပဲတဏီတဲ့ဖရာနဲ့ဖွာတာအာဘောကာယဆံရွှေကံဆိုတာဖွာပဲတော့ခொနဲ့ဥဘယ်နဲ့ဥလဲစေတာအနန္တငါဖရာတတ်တော်80ရှိပြီဇေတရာတက္ကတာအန္တန္တဝေထမိတ်တကေနာမင်းကြီးရပင်တိ ငါဘုရားခန္ဓာကိုယ်ဟာဘာနဲ့တူတုံးဆိုတော့လှဲအိုကြီးလို့ဖြစ်သွားပြီတဲ့လှဲနဲ့ဥပမာပေးတာဘာနဲ့ဥပမာပေးလှဲအိုကြီးလို့ဖြစ်သွားပြီဟိုနာကရိုင်းဒီနာကလှုပ်ကြိုးနေတဲ့လှဲအိုကြီးမတုတ်ရဘူးလားဘေးသာလှဲကြီးအိုလာပြီဆိုအဲ့ဒီလှဲအိုကြီးကိုရိုင်းလဲပြီးတော့မသွားရအောင် တိုးရည်နဲ့တုံးလို့အဲ့ဒီလိုထားရသလိုပဲတဲ့ငါဘုရားရှင်ကိုရောမြရဲ့ခန္ဓာကိုယ်ဟာလည်းပဲလက်အိုကြီးလို့ဖြစ်သွားပြီးရေဒရတကရအာနန္ဒဝေထမိတ်တေနမင်းကြီးရာပင်တိယခုငါဘုရားရှင်ကိုရောမြရဲ့ခန္ဓာကိုယ်ကြီးကိုဘာနဲ့တုံထားတုံးလို့ဆိုရင် အာယုပါလကဖလသမဘတ်နဲ့တုံထားတယ်တဲ့မြတ်စွာဘုရားရဲ့ လဲအိုကြီးနဲ့တူတဲ့ခန္ဓာကိုယ်ကို တုံထားတဲ့ကြိုးကအာယုပါလက ဖလသမာပါဗါရလည်းပြောကြည့်ပါအာယုပါလကဖလသမာပါဆိုတဲ့ကြိုးနဲ့ငါဘုရားရှင်ကိုရုံမြရဲ့ခန္ဓာကိုယ်ကြီးကိုတုံထားရပြီจิตသာအနန္တာအဲ့ဒါသစ်ပင်ရဲ့အောက်မှာညီတော်နှောင်းတော်နှစ်ပါးပြောနေတာဘုရားသား အနန္တจิตံအနန္တဓမ္မတရဏတရားကိုသာလင်ကိုယ်ကဘာဓမ္မဒီပါတရားသည်သာလင်အမိပြုပါတရားကိုကိုယ်ကဘာတရားကိုမိပါတရားကိုသာအမိပြုတရားကိုသာလင်ကိုယ်ကပြီးတော့နေကြပြီတော့လို့အဲ့ဒီသဖြင့်ကြီးအောင်ပါမြတ်စွာဘုရားအနန္တကို မိန်တော်မူတို့လိုပြောဆိုပြေးတိုက်တရင်ကျွတ်သွားပြီဟွာကျွတ်ပြီပေါ့နော် ဝါကျွသွားတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ဝေလူဝါရွာကနေပြီးတော့ဘယ်ကိုကြွားတော့ဆိုတော့သာဝတိကိုပြန်တယ်ဘယ်ကိုပြန်လဲသာဝတိပြည်စည်တော်ရွှေချောင်းတော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြွားတော်မူလာတာအဲ့ဒါနောက်ဆုံးအခေါက်ပဲတဲ့ဘုရားရှင်ကိုရောမြတ်45ဝါမှာလေသာဝတိမှာအနေများတယ်သာဝတိမှာ25ဝါနေသွားတာဘယ်လောက်နေသွားတာလဲ 25နှစ်လုံးလုံးကိုရောရှင်မြတ်သာဝတိပြီမှာပဲအနေများတယ်အဲ့ဒါဝေလူကရွာကနေပြီးတော့မြတ်စွာဘုရားသာဝတိကိုနောက်ဆုံးအခေါက်ပြန်ကြွလာတာသာဝတိကိုရောက်တာဘယ်နေ့တုန်းဆိုရင်တစောင်မုံလဆန်း၈ရက်နေတဲ့ဘုရားဇေတဝန်အကြောင်းကိုရောက်လာတာဘယ်နေ့အဲ့ဒီတစောင်မုံလဆန်း၈ရက်နေမှာပဲ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ရာတော်ရဖြစ်တဲ့အရှင်သာရိပုတ္တရာမရှိဘူးသာရိပုတ္တရာကဘယ်ရောက်တုန်းလို့ဆိုတော့ဟိုးနာလန္ဒမြို့ဖွားရတိုက်ခန်းကို ပြန်ပြီးတော့နာလန္ဒမြို့မှာသွားပြီးတော့မေတော်ဖြစ်တဲ့ရူပသာရိပုံလေးမာကြီးကို သာရိပုံလေးမာကြီးကိုတရားသပြန်ဟောနေတာအဲ့ဒီမှာရှင်သာရိပုတ္တရာကလည်းဘာယောဂဖြစ်တုံးဆိုတော့